ဘာစီလိုနာအသင်းဟာအသင်းကန်နဝင်းကစားသမားမက်ဆီကိုနူကန့်ကွင်းသက်ဖွင့်ပွဲအမီအသင်းစီပြန်လည်ခေါ်ယူဖို့ဆန္ဒရှိနေတယ်လို့သိရပါဗျ။ ဘာစီလိုနာအသင်းဟာလက်ရှိမှာသူတို့ရဲ့နာမည်ကျော်အိမ်ကွင်းဖြစ်တဲ့နူကမ့်ကွင်းကိုပြန်လည်တည်ဆောက်မှုပြုလုပ်နေပြီး2026ခုနှစ်ဇွန်လမှာကွင်းသစ်ဖွင့်ပွဲပြုလုပ်ဖို့ရည်ရွယ်ထားတာပါ။အဲဒီချိန်မှာမက်ဆီအနေနဲ့လက်ရှိကလပ်အင်တာမိုင်ယာမီအသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်လို့ဘာစီလိုနာအသင်းကသူတို့အသင်းစီကာလာတိုစာချုပ်နဲ့ပြန်လည်ခေါ်ယူဖို့ဆန္ဒရှိနေတာဖြစ်တယ်လို့သိရပါတယ်။မက်ဆီဟာလာမယ့်ဇွန်လမှာအသက်38နှစ်ပြည့်မှာဖြစ်ပေမဲ့ကစားသမားဘဝကနေအနားယူလို့ခြင်းမရှိသေးပေ။ငယ်ဘဝကလပ်အသင်းထားမှမဟုတ်ဘာစီလိုနာအသ င်းမှာသာကစားသမားဘဝကိုအဆုံးသတ်ဖို့လိုလားနေတာဖြစ်ပါတယ်။ဘာစီလိုနာအသင်းအနေနဲ့နူကန်ကွင်းကိုပရိသတ်35000ဝန်းဆက်နဲ့ကွင်းအဖြစ်တိုးမြင့်တည်ဆောက်နေပြီးဒီလအတွင်းပြန်လည်အသုံးပြုနိုင်မှုရည်မှန်းထားပေမဲ့ကွင်းတည်ဆောက်မှုဟာအချိန်မီပြီးစီးခြင်းမရှိလို့ရာသီလက်ကျန်ပွဲတွေကိုလက်ရှိအချိန်မှာအင်ကွင်းအဖြစ်အသုံးပြုနေတဲ့အိုလံပစ်ကွင်းမှာပဲဆက်လက်ရှင်ပြိုင်သွားရမယ်လို့သိရပါတယ်။